မွတ်စလင်လက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့အာကန်ရိုဟင်ဂျာကဒင်းတပ်မတော်ရဲ့ခေါင်းဆောင်အပါအဝင်10ဦးကိုပြီးခဲ့တဲ့မက်ချ်လ18ရက်ကဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီထက်မှာအာဆာခေါင်းဆောင်အတာအူလာအဘူအမာဂျူနိုနီကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနာရာရင်ကမြို့မှာအစည်းအဝေးလုပ်နေစဉ်မှာဖမ်းဆီးခဲ့တာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့ရာဇဝတ်မှုဆိုင်ရာလှုပ်ဆောင်မှုတွေရှိနေတာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့အာဏာပိုင်တွေကပြောကြပါတယ်။ ARS ရဲ့ RSO AI စတဲ့လက်နက်ကင်တပ်ဖွဲ့တွေဟာဒုက္ခသည်စခန်းတွေမှာဖမ်းဆီးငွေညှစ်တာတပ်ဖြစ်တာဒင်းအာဓမစတားဆူဆောင်တာစတဲ့အကြံဖက်လောက်ရတဲ့နေအတူအကြောက်တရားသွင်းပြီးကြီးစိုးချေလဲနေတယ်လို့သိရပါတယ်။အဲဒါကြောင့်အခုခါမှာ ARS ကောင်းဆောင်တွေဖမ်းဆီးခံရတာဟာဒုက္ခသည်စခန်းတွေမှာနောက်ထပ် RSO အဖွဲ့ကအင်အားကြီးမားလာနိုင်တယ်လို့စောင့်ကြည့်သူတွေရဲ့38ကို DMG ကအစံအစာတို့ဖပြထားပါတယ်။ AIS နဲ့ RSO ကိုကွင့်နေတာ ဘလို့မှအဆင်ပြေကြဘူးလေးဖွဲပေါင်းတာလည်းအဆင်ပြေမှုမပေါ်ဘူးဒီတော့ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းကင်တွေရပူလီတော့ ARSA ကိုရှင်းလိုက်တဲ့သဘောပေါ့နော်အကျိုးဆက်ကတော့ RS ကိုခေါင်းထောင်လာဖို့ရှိပါတယ်အာရခတက်တက်ကိုတိုက်ခိုက်ဖို့မော်ဆလင်လက်နက်ကိုင်လေးဖွဲပူးပေါင်းပြီး ဒီမှာမက်ကဥဆောင်ပေမဲ့အာဆာကောင်းဆောင်တွေကိုသာဖန်စီပြီးဂျန်နဲ့မော်ဆလင်လက်နက်ကိုင်တုံးဖွဲ့ကကောင်းဆောင်တွေကိုစောင့်ကြည့်နေတာကစဉ်းစားစရာဖြစ်လာတယ်လို့ရခိုင်အရေးလေးလာသူတွေကသုံးသပ်ကြပါတယ်။အခြားတစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုမက်လ73ရက်ကကုလသမဂ္ဂရဲ့အထွေထွေအတွင်းမှုရှုံးအန်တိုနီယိုဂူတာရဲ့ရောက်ရှိလာပြီးနောက်ပိုင်းမော်ဆလင်ဒုက္ခသည်စခန်းကိုတော်ရောက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအာဆာကောင်းဆောင်တွေဖန်စီခံလိုက်ရတာပါ။အာဆာတပ်ဖွဲ့ဝင်တွေဟာကော့ဇာခရိုင်အိုကီယာနဲ့တက္ကနဲမြို့နယ်အတွင်းကျင်းမြောင်းတဲ့ဒုက္ခသည်စခန်းမှာဒုက္ခသည်တွေကိုပြစ်မှတ်ထားတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တာကြောင့် တရားစီရင်အရေးယူနိုင်မှုနိုင်ငံတကာတရားမျှတမှုရန်တရားတွေနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကပူးပေါင်းဆောင်ရွက်နေတယ်လို့ 45right ကမက်ရှလ16ရက်နေ့မှာအစီရင်ခံစာထုတ်ပြန်ပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းမွတ်စလင်လက်နက်ကင်တွေရဲ့စစ်ရဲဇဝတ်မှုများအတွက်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းရေးရန်တရားနိုင်ငံတကာရဲဇဝတ်ခုံရုံး ICC တို့ပါဝင်တဲ့နိုင်ငံတကာတရားမျှတရေးဆိုင်ရာရန်တရားတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ 45right ကတောက်ဆိုထားပါတယ်။ ARS အပြင် RSO အဖွဲ့ကလည်းဒုက္ခသည်စခန်းတွေမှာလက်နက်ကန်အကြမ်းဖက်လိုရတဲ့ကျူးလွန်ခဲ့တယ်လို့အစိုးရခန်းစာမှာပါဝင်ပါတယ်။ က္ခတဲ့စခန်းတွေအတွင်းမှာ ARS ရဲ့ RSO အပါဝင်မွဆလင်လက်နက်ကင်တွေရဲ့ကျူးလွန်တဲ့တပ်ဖြတ်မှုတွေကြောင့်2022ခုနှစ်မှာ22ယောက်2022ခုနှစ်မှာ42ယောက်2023ခုနှစ်မှာအယောက်60နဲ့2024ခုနှစ်မှာ65ယောက်ထက်မနည်းရှိခဲ့တယ်လို့ Fortify Right ကထုတ်ပေါ်ထားပါတယ်။ ARS ရဲ့ခေါင်းဆောင်တွေကိုဖမ်းဆီးတာဟာမွဆလင်ဒုက္ခသည်စခန်းလုံခြုံရေးနဲ့ဒုက္ခသည်တွေရဲ့အသက်အမခန့်ချက်မရှိသေးဘူးလို့လူခွင့်ရေးလှုပ်ရှားသူကိုမြတ်ကိုရဲ့အတန်ကို DMG ကအတန်စားတော့ဖိုက်ပြထားပါတယ်။ မွန်ဆလွန်ဒုက္ခသည်စခန်းတွေမှာလက်နက်ကန်အရှင်ရှင်ကြားအပြင်နေကြတာ ARSA တခုတည်းမရှိတော့တော့ ED ပြဿနာတွေကအေးတော့မှမဟုတ်ဘူး ARSA မရှိတော့ရင် ISO ကထိရှောက်လာမှအသေးချာပဲ ISO ကနောက်ခံကုန်ပြီလို့အစိုးရနဲ့လက်အစီအပြေတော့ လုံခွင့်ရေးပေါ်ရှိပါဘောအခွင့်ရေးပေါ်ရတာဘုံတော့အဲ့ဒါအပြင်အရခတ်တက်တော်ရဲ့ဘူးတီတော်မျိုးတိတ်တိုက်ပွဲအတွင်း ARS ဟာစက်ကောက်စင်းနဲ့ပူပေါင်းပြီးနေအမြောက်အမြောက်ကိုမိရှုဖြစ်စီခဲ့တဲ့အပြင်အချမ်းဖဲလှုပ်ရအများအပြားကိုလည်းကျူးလွန်ခဲ့တယ်လို့ DMG ရဲ့မြေပြင်ကွင်းစင်းစုံစမ်းမှုအရသိရပါတယ် ARS ကောက်ဆောင်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးတာဟာဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံရေးကစားကွက်တစ်ခုဖြစ်ပြီးမွတ်စလင်ဒုက္ခသည်အရေးကိုနိုင်ငံတကာစိတ်ဝင်စားမှုရရှိဖို့လှုပ်ဆောင်နေတာဖြစ်တယ်လို့သုံးသပ်ကြပါတယ် AIS အဖွဲ့ဟာ2019ခုနှစ်ကရခိုင်ပြည်အတွင်းကမြို့နယ်စုဝင်တွေနဲ့ယာနယ်ရှိတဲ့ဟိန္ဒူလူမျိုးတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့နိုင်ငံတကာလူညင်းချက်သားရဲ့အဖွဲ့ AI ကပြောဆိုထားပါတယ်။ AIS အဖွဲ့ဟာဆော်ဒီအာရေဗျနိုင်ငံမက္ကာမြို့မှာရှိစိုက်ထားတဲ့ Haraka Alyakin အဖွဲ့ကဆင်းသက်လာတာဖြစ်ပြီး2010အရေးအခင်နောက်ပိုင်း2013မှာအတာအူလာဥဆောင်ပြီးမောင်တော်မြတ်ပွင့်မှာလှုပ်ရှားမှုတွေစတင်ခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။